အိန္ဒိယမှာအချိန်ခါမဟုတ်မူတည်ထန်စွာရွာသွန်းပြီးလူတရားခအသေးဆုံးအိန္ဒိယနဲ့နီပေါ်နိုင်ငံတို့ရဲ့နေမြေဒေသအစိပ်ပိုင်းတွေမှာအချိန်ခါမဟုတ်မူတည်ထန်စွာရွာသွန်းခဲ့ပြီးနောက် AB ကိုရဲ့ကလေးကလူပေါင်း100ကျော်တည်ဆုံးခဲ့တယ်လို့တာဝန်ရှိသူတွေကပြောပါတယ်အိန္ဒိယမိုးလေဝသဌာန IMT က AB ကိုရဲ့မှာမိုးလေဝသအန္တရာယ်များစွာကိုတရေပေးခဲ့ပြီး အများအားဖြင့်ဂျွန်လမ်းမှာစတင်လက်ရှိတဲ့မုတ်တုံရာသီနဲ့အတူဆက်ဆက်နေတဲ့မိုးသီးထန်စွာရာသောမှုရှိပေမဲ့အနောက်ပိုင်းမှာအပူလိုင်းအခြေအနေတွေနဲ့အရှေ့ပိုင်းနဲ့အလယ်ပိုင်းဒေသတွေမှာမိုးကြိုးမှုန်တိုင်းတွေဖြစ်နိုင်တယ်လို့ခန့်မှန်းထားပါတယ်။ပြီးခဲ့တဲ့နှစ်ရက်အတွင်းဘီဟာပြည်နယ်မှာမိုးရွာသောမှုနဲ့ဆက်နွယ်တဲ့ဖြစ်စဉ်တွေကြောင့်အနည်းဆုံးလူ82ယောက်သေဆုံးခဲ့ကြောင်းအရှေ့ပိုင်းပြည်နယ်တဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဌာနကပြောပါတယ်။ဒီချိန်ထဲမှာပဲအိန္ဒိယနိုင်ငံရဲ့လူဦးရေအများဆုံးပြည်နယ် ဥတာပရာတန်မှာမိုးချိုပြည့်ခြင်းနဲ့မုန်တိုင်းနဲ့ဆက်ဆက်တဲ့ဖြစ်စဉ်တွေကြောင့်လူ78ယောက်သေဆုံးခဲ့ကြောင်းအနာပိုင်းတွေကပြောပါတယ်။အိနီချင်းနီဘောနိုင်ငံမှာတော့မိုးချိုပြည့်ခြင်းနဲ့မိုးတီးထန်စွာရွာသုံးမှုကြောင့်အနည်းဆုံးလူ100ယောက်သေဆုံးခဲ့ကြောင်းအမျိုးသားသဘာဝဘေးအန္တရာယ်အနာပိုင်းအဖွဲ့တာဝန်ရှိသူတွေကပြောပါတယ်။မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်